္ဂလာပါရှင်ကျွန်မကတော့ချချိုစက်မ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဘကိုတိုင်းတနောင်ကြီးမြို့နယ်ထဲကစစ်ကောင်စီရဲ့တပ်မတော်ကြီးတပ်ခိုက်ရေးတင်နန်းချောင်းဘီးနောင်ကိုမေလ19ရက်မနေ့အစောပိုင်းမှာ short tight တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။အဲ့ဒီချောင်းကိုပထမဆုံးချိန်တိုက်ခိုက်တာဖြစ်ပြီးတရခုံမမ short tight တုံး၅လုံးပြစ်ခတ်ရမှာလေးလုံးအအောင်မြင်မြင်ပြစ်ခတ်နိုင်ခဲ့တယ်လို့ပြောပါတယ်။ အဲ့ဒီတင်နန်းချောင်းကစစ်ကောင်စီတပ်ဖွဲ့အသီးသီးအတွက်တက်ခိုက်ရေးကောင်းဆောင်တွေကိုမွေးထုတ်ပေးနေတဲ့တင်နန်းချောင်းဖြစ်တာကြောင့်အခုလိုတက်ခိုက်ခဲ့တာလို့တက်ခိုက်မှုမှာပါဝင်တဲ့ Brave Warriors for Myanmar BWM တပ်ဖွဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်ဒီတက်ခိုက်မှုမှာစစ်ကောင်စီတနန်းကျောင်းကထိခိုက်မှုနဲ့ပတ်သက်ပြီး DPP အနေနဲ့အသေးချအတိမပြုနိုင်သေးပါဘူးရှင်။ မြိတ်တနင်္သာရီကာလန်ဘော်ကစစ်စေးဂိတ်တွေမှာအသားငါတည်ယူခွင့်ပိတ်ပြီးနောက်တနင်္သာရီမြို့နယ်ကကျေးရွာတွေမှာအသားငါဈေးတက်လာပြီးဝယ်ယူမရတဲ့အခက်အခဲတွေရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်မြေမြို့နယ်အလွန်ကျေးနပ်နိုင်စစ်စေးဂိတ်ကနေတနင်္သာရီမြို့နယ်ဘက်ကိုမေလ9ရက်နေ့ကစပြီးအသားငါးတည်ယူဝင်3လပိတ်လိုက်ပြီးနောက်ကျေးရွာတွေဘက်ကိုအသားလာရောက်တဲ့ဈေးကားတွေမလာတော့တာပါကြက်ချံဝက်ချံတွေရှိတဲ့အတွက်အသားလုံးဝမရှိတော့တာမဟုတ်ပဲဈေးကြီးလာတာလို့ ထုံနယ်ရွာကတယောက်ကပြောပါတယ်လက်ရှိတနင်္သာရီမြို့ပေါ်မှာကြက်ဝက်ဈေးနှုန်းတွေတက်လာပြီးတပိတ်သားကိုကြက်3000နီးပါးလောက်ပေးဝယ်နေရကအသားငါမပိတ်ခင်ကတပိတ်သားကိုကြက်2000ကျော်လောက်သာပေးရတယ်လို့ဆိုပါတယ်စစ်ကောင်စီကတနင်္သာရီမောရောင်ကာလန်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးနောက်ပိုင်းခြေဝါတွေဘက်ကိုအခုလိုစာနာရိတ်ခါတွေဖြတ်တောက်လာတာလို့သိရပါတယ်ရှင် အချင်းထောင်တွေမှာအသုံးစရိတ်ဘတ်ဂျက်တွေနဲ့ပါတဲ့အတွက်အချင်းသားတွေကိုအစားအသောက်ကျွေးရမှာပုံမှန်သတ်မှတ်ထားတာတွေထက်ရှော့ကျွေးနေတယ်လို့နိုင်ငံအချင်းသားတွေကိုကူညီနေတဲ့အဖွဲ့တွေစီကသိရပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်နိုင်ငံတော်အချင်းထောင်တွေမှာအသုံးစရိတ်ဘတ်ဂျက်တွေနဲ့ပါလာတဲ့အတွက်နိုင်ငံရေးကျင်းသူကျင်းသားတွေပါဝင်အကျဉ်းသားတွေအားလုံးကိုအစားအသောက်လုံးလုံးလောက်လောက်မကျွေးတဲ့အပြင်သတ်မှတ်ရထားချက်တွေထပ်ပို့ပြီးရှော့ကျွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကနေသိရပါတယ်။ဒီလွန်ခဲ့တဲ့၂လလောက်ကနေစပြီးမှတော့အချင်းထောင်မှာ budget တွေညော့နေတယ်ဆိုတော့အကြောင်းပြချက်ကို ထောင်ပိုင်းတွေကတရားဝင်ပြောဆိုပြီးအချင်းသားတွေကိုကြက်ဥပေါ့နော်တပတ်မှာနိညာနဲ့နဲ့နှုံနဲ့တွက်မယ်ဆိုရင်၁၄နဲ့စားတဲ့အခြေအနေမျိုးမှာ ပုံမှန်ဆိုရင်အတားဟင်း၄နဲ့တရဝင်ကျွေးရပါတယ်။ဒါပေမဲ့အခုလို့ဆိုရင်အဲ့အတားဟင်း၄နဲ့အစာကြက်ဥ၄လုံးပေးတာမျိုးပေါ့နော်။အတားဟင်းတွေမကျွေးတာမျိုးတွေဖြစ်လာတယ်။အဲငားဆိုရင်လည်းငားကိုဘိုက်တာကိုအလေကနေမှတက်တက်ခွဲပြီးမှနှစ်လက်မှအရွယ်ပေါ့နော်။အတုံးလေးတွေပဲရတော့တာမျိုးတွေဖြစ်ပါတယ်။ပုံမှန်ပြန်ပြတ်တက်မှတ်ထားတဲ့အကျဉ်းသားတစ်ယောက်ကိုအဲအနည်းဆုံး ခုနှစ်ချက်သားလောက်ကျွေးရမယ်ဆိုတဲ့ဆိုင်ရင်ဆန်မျိုးတွေဟာလက်ရှိအခြေအနေမှာတော့လုံးဝမရရှိဘူးဒီလိုအခြေအနေတွေကိုကျွန်တော်တို့နိုင်ငံကြီးနာချင်းလူတွေရောအချင်းနာချင်းလူတွေအားလုံးရင်ဆိုင်နေရပါတယ်မေတီလာချင်းထောင်ဥပိုလ်ချင်းထောင်ပသိမ်ကြီးလူငယ်ထိန်းသိမ်းရေးကြောင်လွိုင်းကော်ချင်းထောင်ပေါန့်တဲချင်းထောင်ဒါယူချင်းထောင်နဲ့ပသိမ်ချင်းထောင်တို့မှာအသားဟင်းမကျွေးရမကျက်တဲ့အသားတွေကျွေးရနိုင်ပဲနေနေရေကျဲကျဲပဲဟင်းကိုသာကျွေးနေကြောင် PBNN မြဲထုတ်ပြန်ချက်တွေရသိရပါတယ် ာနာသိန်းစာ2021-2022ခုနှစ်တွေမှာတော့အကျဉ်းသားတွေကိုသတ်မှတ်ထားတဲ့အသားဟင်းပမာဏပြေဝအောင်မကြွေးခဲ့ပဲအခုချိန်မှာတော့ပူဆိုးလာကြောင်းသိရပါဗျ။အခုလိုအကျဉ်းထောင်တွေအတွင်းအကျဉ်းသားတွေကို အစားအသောက်လျှော့ကြွေးတာက လူခွေရေးချိုးဖောက်နေတာဖြစ်ပြီးစစ်ကောင်စီနဲ့အကျဉ်းဦးစီးကိုတိုင်ကလက်ရှိပြဋ္ဌာန်းထားတဲ့နိုင်ငံသားရင်းရတဲ့နဲ့အခွင့်အရေးဥပဒေကိုချိုးဖောက်နေတာဖြစ်ကြောင်းကင်းဒီနိုင်ငံရေးကျင်းသားများအဖွဲ့ KPPA ရဲ့တာဝန်ရှိသူကပြောပါတယ်။ အချင်းသားတိုင်းရဲ့အသက်ရှင်မှုတွေတော့မဟုတ်ရင်အချင်းထောင်ထဲမှာနေထိုင်တဲ့ကာလပတ်လုံးအဲသူတို့ရဲ့စာဝုန်းနေရေးနေထိုင်ရေးတွေအဆင်ပြေမှု အာမခံရမှာဒီအချင်းထောင်ရဲ့ဥပဒေမှာလည်းပြဋ္ဌာန်းထားပြီးသားဖြစ်တယ်ပေါ့နော်အခုလိုအချင်းသားတွေကိုအစားအသောက်ဝီရှူ short short ချတာတွေအချင်းသားရပိုင်ခွင့်တွေကိုကတ်တပိတ်ပင်နေဆိုတာကအစိုးရရောဒီအခုဒီစစ်ကောက်စီရဲ့ရန်ဒီယာမှာတာဝန်ထမ်းဆောင်နေဝန်ထမ်းတွေကစား မြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဥပဒေကိုသူတို့ကိုယ်တိုင်ချူဖောင်းနေတဲ့အချက်ကိုတော့ကျွန်တော်အနေနဲ့ထောက်ပြချင်ပါတယ်။အကျဉ်းထောင်နေမှာကြွေးတဲ့အစားအသောက်တွေကအာဟာရပြည့်ဝတာမရှိတဲ့အတွက်နိုင်ငံရေးအကျဉ်းသားတွေပါဝင်အကျဉ်းသူအကျဉ်းသားအလုံးဟာခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့ရောဂါ၊ထောင်ခေါ၊တုတ်ဆွေးဝေဒနာလူနာရေအတွက်များပြားလာတယ်လို့ PBNM ကဆိုထားပါတယ်။ PBNM ရဲ့စုံစမ်းချက်တွေအရမြင်းချက်အကျဉ်းထောင်တစ်ခုထဲမှာပဲစုစုပေါင်းအကျဉ်းသားတွေရဲ့15ရာခိုင်နှုန်းရှိတယ်။ လူပေါင်း200လောက်ကတုတ်ဆွဲဝေဒနာခံစားနေရကြောင်းလည်းသိရပါဗျ။ကျမတို့ဝေးပါ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချီချိုဆမ်းပါရှင်